အလိုအလိုမဲမင်လာပါမင်းဆန်းကွန်ပါဝါဒီနေ့မှာကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဂျပန်မှာတရက်ထက်တရက်ပေါ့နော်တကယ်ကိုပွဲပြင်းနေကြတဲ့ Kasuto Visa သတင်းအမှားတွေအကြောင်းကိုကျွန်တော်ဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ ကျွန်တော်နဲ့အတူကြီးကြီးအောင်ပြဂျပန်မှာပေါ့နော်ကျွန်တော်တို့ Kasuto Pizza ကဖျက်သိမ့်မယ်ဆိုတာဟုတ်လားဆိုပြီးတော့ကျွန်တော်ကို Messenger ကနေလာလာပြီးမေးကြတဲ့ကျွန်တော်ညီကိုတွေရှိရပေါ့နော်ညီကိုတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပဲကျွန်တော်မျှဝေပေးလိုက်ပါတယ်ဆိုတော့ဂျပန်မှာကျွန်တော်တို့ဒီ Tokute Kasuto ပေါ့နော် Tokute Kasuto Pizza ဆိုတာဖျက်သိမ့်မယ်ဆိုတာဟုတ်လားဆိုတော့ကျွန်တော်ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်တော့ ဖြစ်သိမ့်မယ်ဆိုတာမဟုတ်ပါဘူးအခုလက်ရှိကတော့ဖြစ်သိမ့်ဖို့အစီအစဉ်ကိုကျွန်တော်တို့ပြန်ကြားထားတာမရှိပါဘူးပေါ့နော်လာဝကာကတော့၎င်းကျွန်တော်တို့ဂျပန်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာနကတော့၎င်းကျွန်တော်တို့ဂျပန်မှာကတ်စလိုဗီဇာကိုဖြစ်သိမ့်သွားမယ်ဆိုတဲ့ဟာကိုပြန်ကြားထားတာလောလောဆယ်မရှိသေးပါဘူးတကယ်လို့ဒါဒီကတ်စလိုဗီဇာကို ဖျက်သိမ်းမယ်ဆိုရင်တောင်မှသူတို့ကအချိန်တစ်ခု6လတော်၎င်းတစ်နှစ်တော်၎င်းသူတို့ကအချိန်တစ်ခုပေးပြီးမှသာကျွန်တော်တို့ဖျက်သိမ်းသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအခုတလော online မှာပြန်နေတယ်ပေါ့နော်ခါစလိုပီဇာဖျက်သိမ်းမယ်မဖျက်သိမ်းဘူးဆိုတဲ့သတင်းအမှားတွေကိုကျွန်တော်တို့ကျွန်တော်တို့မယုံကြဖို့ရယ်ဖတ်လိုက်ပြီးတော့အရင်ကြောက်နေဖို့မလိုတာရယ်ကိုကျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးသွားခြင်းပါတယ်ဗျဆိုတော့ ျွန်တော်ညီကိုတယောက်ကလာမေးတာလေပေါ့နော်ခါဆိုဒိုဗီဇာနဲ့အကြောင်းခါဆိုဒိုဗီဇာနဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမေးချင်လို့ပါဗျအကိုအချိန်ရတဲ့အခါဖြေပေးပါဦးဗျကျွန်တော်ကခုလက်ရှိတခုတေးစိတ်ပြိုးရင်းနဲ့လုံနေတာ၁၇လပိုင်းဆို စာချုပ်ကပြစ်ပါပြီအလုတ်လဲထွက်တော့မဲ့အကြောင်းတထည့်ကိုပြောထားပြီးပါပြီခါဆိုဒိုဗီဇာပြောင်းဖို့လှုပ်ထားတာပါ စကားလေးမရသေးတာရဲ့ level က level ရထားပြီပဲ level က n4 ပဲရှိတာမို့ခါစဒိုနဲ့တစ်နှစ်လောက်လုပ်ပြီးမှတစ်နှစ်လောက်ပြီး level နဲ့စကားကို မြင့်ပြီးမှတခုတဲပြန်ပြောင်းချင်တာပါအကို work visa လေး change ချင်တာပါတဲ့ဟုတ်ပြီနော်သူပြထားအသူပို့ထားတာမှပြီးသေးဘူး work visa လေး change ချင်တာပါအခုလက်ရှိခါစဒိုတွေက ပြန်လွှတ်မယ်ဘာညာဖြစ်နေတော့ ဘလို့အမျိုးတွေဖြစ်လာနိုင်လဲမသိလို့ပါပြောင်းဖို့တင့်တော်လားမတင့်ဘူးလားပြောပြပါဦးဗျလက်ထက်မှာစားတော့ဆိုင်လက်မှတ်ရှိပါတယ်စကားမရသေးတာရဲ့အလောက်ကအန်ဒရီမခေါ်တာရဲ့ကြောင့်အစင်မပြေတာဖြစ်နေတာမို့ဘလို့လှုပ်တင်လဲဖြေးချပေးပါဦးဗျအန်ဒရီက72လပိုင်းဖြေးမှာပါဗျအကိုအချင်းရတဲ့အခါဖြေးပေးပါဦးဗျဆိုပြီးတော့ကျွန်တော်ကိုစားပို့ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကသူ့ကိုမေးလိုက်တယ် အကိုအချင်းရတဲ့အခါဖြေပေးပါဦးဗျာဆိုတော့ကျွန်တော်ကမေးလိုက်တာပေါ့နော်ခါဆိုတိုဖြောက်ချင်ရတဲ့ရည်ရွယ်ချက်ကိုပြောပြပေးပါနော်လို့ကျွန်တော်ကပြောလိုက်တော့သူကစားတော့ဆိုင်ဖက်သွားဖို့ကစကားပြောမရတော့ခါဆိုတိုခဏလုတ်ပြီးစကားပြောနဲ့လည်းပဲမြင့်ကျင်တာပါတဲ့သူပို့ထားတဲ့စာပေါ့နော်ဆိုတော့ကျွန်တော်ဒီညီကိုပို့ထားတဲ့စာကိုကျွန်တော်ကဒီညီကနေဖြေရမယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ကျွန်တော်ဖြေရမယ်ဆိုရင်တော့ဖြင့်ကာဆိုဒိုဗီဇာက အခုပြောင်းဖို့လှုပ်ထားတာပါဆိုတော့လက်ရှိသူလှုပ်နေတာကဒုကုတေဂီနိုစိတ်ပြိုးရင်လို့ကျွန်တော်နားလေတယ်ဗျာဒီစာကိုကျွန်တော်ဖတ်ပြီးတော့စတလာပိုင်းမှာကုံမယ်ဆိုတော့အခုတင်မဲ့ဆယ်လာပိုင်းရှိနေပြီဆိုတော့စတလာပိုင်းသူစာချုပ်ကပြည့်တော့မယ်အဲဆိုတော့ဆိုင်ယူကလည်းကုံတော့မယ်ပေါ့နော် တကယ်ဆိုင်ယူကတက်တန်းတိုးမယ်ဆိုရင်တော့အခုအချိန်မှာသူတို့သူကိုစာပို့ပေးနေတဲ့ကုမီယာရေးတော်၎င်းကျွန်တော်တို့ရှင်းခိခံကတော့ ဟိုသူ့ကိုနောက်ကအတွက်သူတို့ support လုပ်ပေးသွားမှာပေါ့နော်သို့တော်ညာလည်းပဲသူရဲ့လက်ရှိဒီဘီဇာတထည့်ကိုလည်းအလုတ်ဟိုဟာအလုတ်ထွက်မယ်ဆိုပြီးတော့ပြောထားတဲ့ခါကျတော့ရှင်းခိကန်နဲ့သူကပြတ်သွားမယ်ထင်တယ်ညီလေးဆိုတော့ဒီမှာကကျွန်တော်ဒီဟာကိုဖက်ပြီးတော့အကြံပေးရမယ်ဆိုရင်တော့ညီလေးရဲ့ကာဆိုတိုဗီဇာညီလေးလက်ရှိဒီအခြေအနေရဆိုရင်ကာဆိုတိုဗီဇာကမပြောင်းတာကောင်းမယ်လို့ အကူကတော့ယူဆတယ်ဘာလို့လဲဆိုတော့ညီလေးကအခုလက်ရှိ M4 level ပဲရှိသေးတာရယ်ဆိုတော့တကယ်လို့ Castle ပြီးသားပြောင်းပြီးတော့ Tokyo ဘက်ကိုလာခဲ့မယ်ဆိုရင်ညီဂျပန်စာစကား level ပေါ့နော် ကိုအရင်ဆုံးမြင့်ပြီးမှသာညီလေးကလှုပ်ထွက်ဖို့စူးစမ်းသင့်တယ်လို့အကူကတော့ယူဆတယ်ဒါပေမဲ့တိုးတော် level ကျွန်တော်တို့ပေါ့နော်တရားနဲ့တရားအချင်းတွေကအချင်းတွေတွေကမတူတဲ့အခါကျတော့ အခုအနေနဲ့အကြံပေးရမယ်ဆိုရင်တော့ညီလေးကခါဆိုတော့မပြောင်းသင့်ဘူးပေါ့နော်ဒီအချိန်တွေကတကယ်ကိုကထွက်မယ်ဆိုရင်တော့မှဒီကျွန်တော်တို့စာချုပ်ဆိုတဲ့အပေါ်မှာအချိန်မခံပေးနဲ့ကိုရဲ့ကိုကိုကတခုခုကိုလှုပ်တော့မယ်ဆိုရင်အချိန်တခုပေးပြီးတော့ပြင်ဆင်ပြီးတော့မှအလုပ်ကနေထွက်သင့်တယ်လို့အကိုကတော့ယူဆတယ်ညီလေးဆိုတော့ညီလေးကဒီမှာပို့ထားတဲ့ထဲမှာ work visa လေးချိန်ကျင်ပါတယ်လို့ရေးထားတယ်။ work visa ချိန်မယ်ဆိုတော့တကယ်ကောင်းပါတယ်။ ချိန်နိုင်မယ်ဆိုရင်တော့ဗောနော်ဆိုတော့အဲ့လိုမျိုးချိန်ဖို့အတွက်ခါကြတော့ကျွန်တော်တို့အလုတ်ကိုပြီးမြောက်အောင်ဘယ်လောက်ထိလှုပ်ထားတယ်ဒီလူကဘလို့ ကောင်းကောင်းမွန်မွန်အလုပ်တွေစူးစမ်းပြီးလှုပ်လာခဲ့နေဆိုတဲ့ဟာကိုသူတို့ဥစားပေးပြီးတော့ကြည်တာဖြစ်တဲ့အတွက်ညီလေးတကယ်လို့နောက်နောင်ပေါ့နော်နောင်တစ်ချိန်မှာ work visa ပြောင်းလဲဖို့အစီအစဉ်ရှိခဲ့တယ်ဆိုရင်တော့ညီလေးလောလောဆယ်ခါဆိုတော့မပြောင်းတာကောင်းမယ်လို့အကူကတော့အကြံပေးခြင်းတယ်ဒါဆိုရင်တစ်ဆက်တည်းမှာပဲညီလေးကခါဆိုတော့မပြောင်းရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့ဟာကိုကျွန်တော်မေကွန်းမေလာနိုင်တယ်လို့ကျွန်တော်ယူဆတဲ့အတွက်တကယ်လို့ညီလေးကခါဆိုလို့မလျှောက်ဖြစ်ဘူးဆိုရင် အခုလက်ရှိချိန်မှာစိတ်ပြိုးရေးဒုက္ခတေကီနို စိတ်ပြိုးရေးမှာလုံနေရင်းနဲ့ပဲညီလေးဂျပန်စာလည်းပဲမြင့်လာအောင်ပေါ့နော်ဂျပန်စာလည်းပဲကိုပဲစူးစမ်းပြီးဖြည့်ရင်းနဲ့အခုလက်ရှိလုံမှာပဲလုံနေမယ်ဆိုရင်ပို့ပြီးတော့ညီလေးရဲ့အနာဂတ်မှာအဆင်ပြေလာနိုင်မယ်လို့အခုကတော့ယူဆပါတယ်ဟုတ်ကဲ့ပါညီလေးကျင်းတ်လိမ့်မယ်လို့မျှော်လင့်နေနော်ဒုက္ခတေခါဆိုတော့ ਨੇ ပတ်သက်တဲ့ကျွန်တော်တို့ information အမှားတွေပေါ့နော် information အမှားတွေကို ျွန်တော် line ပေါ်မှာအများကြီးတွေ့လာရတဲ့အတွက်အဲ့ဒါကိုမယုံမယုံတဲ့လူတွေရှိတယ်ပေါ့နော်ယုံတဲ့လူတွေရှိတယ်ကျွန်တော်ဒီနေရာမှာဒီ video ကနေကျွန်တော်ကိုရွှေမြန်မာတွေကိုပေါ့နော်အချင်းချင်းသူများနိုင်ငံမှာလာလို့ကြတာချင်းအတူတူပေါ့နော်အလုပ်လာလို့ကြတာချင်းအတူတူကိုအချင်းချင်းဒုက္ခရောက်အောင်တရင်မတွေမဖြန့်ဝေကြပါနဲ့လို့ကျွန်တော်ဒီ video ကနေပဲကျွန်တော်တောင်းပန်ချင်ပါတယ်ဗျဟုတ်ပြီနော်ဆိုတော့ တကယ်တော့ကျွန်တော်တို့ဒီတိုကုတေခါဆိုတို့ဗီဇာဆိုတာကျွန်တော်တို့ဒီဂျပန်မှာရောက်နေတဲ့တိုကုတေဂီနိုနဲ့တော့၎င်းကျွန်တော် training နဲ့တော့၎င်းတခြားတခြားသောဗီဇာတွေနဲ့ရောက်နေကြတဲ့ညီကိုတွေကတိုကုတေခါဆိုတို့ချိန်ဖို့စူးစမ်းကြတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီတိုကုတေခါဆိုတို့ဆိုတာကျွန်တော်တို့အတွက်အထူးသဖြင့်ကျွန်တော်တို့လက်ရှိမြန်မာတွေအတွက် trap ပေါက်တစ်ခုလာပေါ့နော်ဒီမေကွန်းကိုကျွန်တော်ကဖြေရမယ်ဆိုရင်တော့ ကျွန်တော်လူတိုင်းတယောက်နဲ့တယောက်တော့တူနိုင်မယ်မထင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာပေးထားချက်တွေကမတူတဲ့ခါကြတော့ပေါ့နော်။ကျွန်တော်တို့လာရလမ်းကြောင်းတွေမတူကြဘူး။ဆိုတော့အဲ့ဒီပုံမှာအခြေခံပြီးတော့တချို့ကမဖြစ်မနေပြောင်းဖို့လိုအပ်တဲ့လူတွေရှိတယ်။တချို့ကမပြောင်းလဲရသေးတဲ့အခြေအနေရှိတယ်။တချို့ကပြောင်းဖို့မလိုအပ်ဘူး။ဒါပေမဲ့သူများတွေပြောင်းတော့လိတ်ပြောင်းတယ်။တငယ်ချင်းပြောင်းလို့လိတ်ပြောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းအများကြီး တွေ့ရတယ်ပေါ့နော်ကျွန်တော်စီကိုစာရေး message တွေလာလာပို့တဲ့ညီကိုတွေထဲမှာလဲသူ့တငယ်ချင်းကတော့ဒီကုတိခတ်ဆုတို့ပြောင်းသွားပြီးကျွန်တော်လေးပြောင်းချင်တယ်ဒါပေမဲ့ဖျက်သိမ့်မယ်လို့လဲတရင်ကြရတယ်ကျွန်တော်ဘာလို့ရင်ကောင်းမလဲဆိုတဲ့မိကုံးကအရင်များပါတယ်ဆိုတော့လက်ရှိအနေထားတစ်ခုကဘလောက်ထိကိုကခက်ခဲနေလဲပေါ့နော်ပုံမှန်အတင်းအတင်းလာစာရှိနေတယ်ပြီးတော့အနာဂတ်မှာကိုကဂျပန်မှာရေရှည်နေဖို့အစီအစဉ်ရှိတယ်ကျွန်တော်လက်ရှိတခုတည်းခါဆူတို့ sorry လက်ရှိတိုကုတေဂီနိုကိုကန်ဆောင်ထားတယ်သို့တော်ညာလည်းပဲဂျပန်မှာ၁၀နှစ်၁၅နှစ်လိုမျိုးရေရှင်နေမယ်ဆိုပြီးတော့တွေးထားတဲ့ညီကိုတွေကတော့တိုကုတေခါဆိုတို့ကို မပြောင်းတာကောင်းပါတယ်ဘာလို့လဲဆိုတော့တိုကုတေခါဆိုတို့ကို ပြောင်းလိုက်တယ်ဆိုရင်ပါခက်ခဲဖြစ်လာနိုင်မလဲဆိုတော့ကျွန်တော်ဗီဇာချိန်တဲ့အချိန်မှာပေါ့နော်တကူတီဂီနိုကိုပြန်ချိန်တဲ့အချိန်မှာမရနိုင်တာတို့ရှီကောင်းရှိလာနိုင်တယ်ပြီးရတော့တကူတီခါဆိုတို့ဆိုတာလေတကယ်ကိုမှ ငွေကအလကားပေးနေတာမဟုတ်ပါဘူးဒုက္ခတိခဆုလို့ပြီးသားပြောင်းပြီးမှကိုလုံးမှကိုရတဲ့ဗီဇာအမျိုးသားဖြစ်တဲ့အတွက်တကယ်ကိုပင်မန်းပါတယ်ဒုက္ခတိဗီဇာဒုက္ခတိခဆုလို့ပြီးသားပြောင်းပြီးမှတကယ်ကိုပင်ပင်မန်းမန်းအလုပ်လုပ်ပြီးမှဒီဝင်ငွေတစ်ခုကအတိုင်းတာတစ်ခုထိရလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့မပြောင်းခင်ပြောင်းဖို့စဉ်းစားနေတဲ့ညီကိုတွေရောပဲမပြောင်းခင်အတိုင်းတာတစ်ခုထိစဉ်းစားပါချင်းချင်းပါတည်မားတွေကိုလည်းမယုံကြပါနဲ့လို့ပဲကျွန်တော်ကပြောပြချင်ပါတယ်ဗျာဆိုတော့ ခါစတိုပီဇာရဲ့အားနည်းချက်အားတာချက်ဟုတ်ပြီနော်ကျွန်တော်တို့အားနည်းချက်ကဘာဖြစ်မလဲဆိုရင်အားနည်းချက်ကကျွန်တော်တုကုတ္တခဆုတုပီဇာကျွန်တော်ပြီးခဲ့တဲ့ရက်တွေတည်းကဗီဒီယိုတွေမှာလည်းကျွန်တော်မျှဝေပေးထားတယ်ဆိုတော့တုကုတ္တခဆုရဲ့အားနည်းချက်ကကျွန်တော်တို့ယာယီဖြစ်တယ်တုကုတ္တခဆုလို့ဆိုတာကျွန်တော်တို့ကိုခိခိုကုခွန်နံပီဇာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကိုပြန်ဖို့အခက်အခဲရှိနေတဲ့အတွက် ကျွန်တော်တို့ကိုခေတ္တခဏယာယီသဘောမျိုးနဲ့ကျွန်တော်တို့ကိုဂျပန်မှာအလုပ်လုပ်ရင်းနဲ့နေခွင့်ပေးပါဆိုပြီးတော့ကျွန်တော်တို့အကြောင်းပြချက်ရေးတင်ထားတာဖြစ်တဲ့အတွက်ဟိုဗီဇာရဲ့ခိုင်မာမှုအရာဆိုရင်တော့ဗီဇာအရန်ကို ခိုင်မာမှုအားနေတဲ့ဗီဇာတစ်ခုဖြစ်ပါတယ်ဘယ်တော့ဖြတ်သိမ်းမလဲဆိုတာကိုကျွန်တော်တို့လည်းမသိပါဘူးဒါကတော့လာဝကကနိုင်ငံတော်ကနေဆုံးဖြတ်မဲ့အလို့ဖြစ်တဲ့အတွက်ဘယ်သူမှကိုကြုံမသိနိုင်တဲ့ကိစ္စပါတကယ်လို့ဖြတ်သိမ်းမယ်ဆိုရင်လည်းပဲသူတို့ကချက်ချင်းမနေ့ပြန်ပြန်တော့အဲ့လိုမျိုးပုံစံနဲ့ ဖြတ်သိမ်းမဲ့ဟာတော့မဟုတ်ပါဘူးအတိုင်းအတာတစ်ခုဒီအချိန်ကာလတစ်ခု6လတော်လောင်းတစ်နှစ်တော်၎င်းအချိန်ကာလပေးပြီးမှတခြားဗီဇာကိုပြောင်းလို့ရတဲ့ဗီဇာကိုပြောင်းနိုင်အောင်သူတို့အချိန်တစ်ခုပေးပြီးမှသာသူတို့နိုင်ငံကိုပြန်ခိုင်းတာတော့၎င်းဗီဇာကိုဖြတ်သိမ်းတာတော့၎င်းလုတ်မှဖြစ်တဲ့အတွက်အရန်ကိုစိုးရင်စရာမလိုပါဘူးဟုတ်ကဲ့ပါသူရအသာချက်ကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင်တကူတိခါဆိုတော့ဗီဇာကကျွန်တော်တို့ဒီ တခြားတခြားသောပေါ်တော့ work visa လိုမျိုးတကူတဲ့ gino visa လိုမျိုး trainee visa လိုမျိုးကန့်သက်ထားတဲ့ကန့်သက်ချက်တွေအရန်ကိုမှစီကံတွေမတင်းကျပ်တဲ့အတွေ့ကိုကကိုအရေးရှင်းရှိရင်ရှိသလိုဟိုအလုပ်တွေအများကြီးရွေးချယ်လို့ရတယ်ဂျပန်တွေ need to အချိန်ကန့်သက်မရှိဘူးအလုပ်အမျိုးအစားကန့်သက်ချက်နေတယ်ဆိုတော့အဲ့လိုမျိုးကန့်အားသာချက်တွေကတော့အများကြီးရှိတဲ့အတွေ့ ဟိုပြောင်းမယ်ဆိုရင်တော့ပြောင်းလို့ရတယ်သို့သို့တော်လည်းပဲသူရဲ့အာတာချက်ကကိုယ့်အတွက်ဘလောက်ထိအထောက်အကူပြုနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ကိုကဒုက္ခသစ်ခဆုလို့ကိုပြောင်းလိုက်တယ်တစ်နှစ်နှစ်နှစ်လောက်ပဲနေမယ်ဆိုရင်မပြောင်းတာပဲကောင်းပါတယ်လို့ကျွန်တော်ဒီနေရာကအကြံပေးခြင်းပါတယ်ဆိုတော့သူရဲ့အာတာချက်ကငွေရှာလို့ကောင်းတယ်သို့တော်လည်းပဲငွေကကိုရှာသမျှငွေကကိုအိတ်တဲ့ဝင်တာမဟုတ်ပါဘူးဂျပန်မှာကရှာသမျှငွေရဲ့အတိုင်းအတာတစ်ခုအထိအခွန်ဆောင်ရပါတယ်ငွေကအများကြီးဝင်ရင်အများကြီးအခွန်ဆောင်ရတာဖြစ်တဲ့အတွက် ဒီဝင်လာတဲ့ငွေကြီးပဲကြီးလို့မရပါဘူးကျွန်တော်တို့ပြန်လဲအခွန်ဆောင်ရမယ့်အခွန်တွေကိုလည်းတွဲချက်မယ်ဆိုရင်တော့သူ့ရဲ့အတာချက်ကအတိုင်းအတာတစ်ခုလောက်ပဲရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဂျပန်မှာခုပေါ့နော် ပွဲဖြစ်နေတဲ့တုခုတ္တခဆိုးတို့ဗီဇာဆိုတာကျွန်တော်မြန်မာတွေအတွက်ပဲလားဆိုတော့မဟုတ်ပါဘူးဗျာတုခုတ္တခဆိုးတို့ဗီဇာဆိုတာကကြတော့အခုလက်ရှိနီပေါနိုင်ငံမှာဆိုရင်လည်းပဲနိုင်ငံရေးအထူးကယုံတွေဖြစ်နေတာဖြစ်တဲ့အတွက်သူတို့နီပေါလူမျိုးတွေလည်းပဲတုခုတ္တခဆိုးတို့ရှောက်မယ်ဆိုရင်ရှောက်လို့ရပါတယ်တခြားတုခုတ္တခဆိုးတို့မှာလည်းပဲအမျိုးအစားကွဲတယ်အများကြီးအများကြီးကိုရှိပါတယ်ဒါပေမဲ့ကျွန်တော်မြန်မာတွေအခုရှောက်နေကြတဲ့တုခုတ္တခဆိုးတို့ဆိုတာကကြတော့မြန်မာနိုင်ငံနိုင်ငံရေးမတည်ငြိမ်မှုအပေါ်ကို အခြေခံပြီးတော့လူသားချင်းစာနာတဲ့အနေနဲ့ဂျပန်နိုင်ငံကနေပေးထားတဲ့ဗီဇာမျိုးစားတစ်ခုဖြစ်တဲ့အတွက်ခေတ္တခဏခိုလုံခွင့်ပေးထားတဲ့ဒုက္ခတိကီနိုကိုဖျက်သိမ်းမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ထုတ်ပြန်ထားခြင်းမရှိသေးတဲ့အတွက်မဖျက်သိမ်းဘူးလို့မဖျက်သိမ်းသေးဘူးလို့ယူဆမယ်ဆိုရင်ယူဆလို့ရပါတယ်ဗျာဂျပန်နိုင်ငံမှာနေကြတဲ့ကျွန်တော်တို့အချင်းချင်းသတင်းမတွေကိုအတက်နိုင်ဆုံးမဖျန့်ဝေကြဖို့ကို ကျွန်တော်ဒီနေရာကနေပဲအနူးညွန်းတောင်းပန်ပါတယ်တကယ်လို့ပေါ့နော်ကျွန်တော်ဒီနေ့ ကျွန်တော်မျှဝေပေးတဲ့ဗီဒီယိုမှာကျွန်တော်လိုအပ်တာတစ်ခုခုရှိခဲ့မယ်ဆိုရင်လည်းပဲဒီနေရာနေ့ကျွန်တော်ကြိုပြီးတော့တောင်းပန်ပါတယ်တကယ်လို့လိုအပ်ချက်များရှိခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့လေ့လာမှုအားနည်းချက်အကြောင်းသာဖြစ်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော် ပြောချင်ရင်းနဲ့ပဲဒီဗီဒီယိုကိုဒီနေ့ဒီမှာပဲအဆုံးသတ်ပြစေပြအဆုံးတည်းကြည့်ရှုပေးနေတဲ့အရောက်စီတန်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုပေါ့နော် TikTok မှာလည်းကြည့်လို့ရသလို Facebook မှာလည်းကြည့်လို့ရတယ် YouTube မှာလည်းကြည့်လို့ရပါတယ်ဗျာ ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဗဟုသုတသော်လည်းကောင်းသိချင်တဲ့အကြောင်းအရာလေးတွေရှိတယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာ comment အနေနဲ့ရေးထားတာဖြစ်ဖြစ်ကျွန်တော်ရဲ့ messenger မှာ message လာပို့တာဖြစ်ဖြစ်ပို့နိုင်ပါတယ်ခင်ဗျာအဲကျွန်တော်အချိန်ရရင်ရသလိုအကြောင်းပြန်ပေးပါမယ်အလုံးအဆုံးထိကြည့်ရှုပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ရှိပါတယ်ဗျ See you bye bye